အားလုံးပဲမင်္ဂလာပါဒီနေ့ချစ်တဲ့မိတ်ဆွေများကတော့အခန်း၁၄လေးချင်းငယ်စရေးသမားလေးကနံပါတ်၃လေးပဲဖြစ်ပါတယ်နံပါတ်၄မှာဆိုရင်ပစ္စည်းတစ်ခု30ရာခိုင်နှုန်းဟိုတဲ့အမြတ်တင်ရရမယ်စားပစ္စည်းတစ်ခုကို30ရာခိုင်နှုန်းအမြတ်တင်ရရမယ်စားသူက15ရာခိုင်နှုန်းအမြင့်နဲ့ရောင်းမယ်ဆိုလို့ရှိရင်တော့မောင်ချက်ပုံရရမည်ဆိုရင်အဲ့ဒီပစ္စည်းကိုမြင်းကြီးမြညာနေဝယ်ထားတယ်ပေါ်ဝယ်ဈေးကိုလိုချင်တာပေါ့နော်ဒီကျောင်းဝယ်ဈေးကို100ကျပ်လို့ထားလိုက်မယ် ဝယ်ဈေးတရာကျက်မှာဆိုစမုသူတို့က10ရာခိုင်နှုန်းဝယ်ဈေးကိုတရာကျက်လို့ထားလိုက်ပါနော်10ရာခိုင်နှုန်းအမြတ်တင်ရောက်တဲ့အခါမှာရောင်းဈေးကဘယ်လောက်လဲဆိုရင်တရာကျက်နဲ့10နဲ့ဆိုတော့110ကျက်ဆိုတော့ဒီ10ရာခိုင်နှုန်းအမြတ်တင်ရောက်မှာဆိုတော့15ရာခိုင်နှုန်းအမြတ်တင်ရောက်တာဖြစ်တဲ့ရောင်းဈေးက110 115ကျက်နဲ့ရောင်းတယ်ဒီကိုရောင်းငွေကဘယ်လောက်လဲဆိုရင်115တရာ110ကျက်ကိုရောင်းမှာကျက်ကိုရောင်းငွေက5ကျက်အဲ့တော့ကိုရောင်းငွေ5ကျက်မှာဝယ်ဈေးက10ကျက် ူကကိုရငွေက3000ကျပ်ဖြစ်မယ်ဆိုရင်ဝယ်ဈေးဘောက်လည်းတည်ရင်3000ဆိုလို့အဘွား9နဲ့စားပြီးတော့ဒီကငွေငွေချင်းလက်ရဘက်ကတရားနဲ့ပြောက်ပြရတယ်။ဒီတော့9တလင်းက9600ကြီး300 3000နော်9600ကြီးက300 600နဲ့1000နဲ့တက်တဲ့ပုံမှာဆိုတော့ဘာရလဲဆိုရင်600ကျပ်ဒါပေမဲ့သူဝယ်ဈေးရဘောက်လည်းဆိုရင်600ကျပ်ဖြစ်ပါတယ်။အဲ့ဒီပစ္စည်းကိုဒီလိုက6000ကျပ်နဲ့ဝယ်ထားတယ်။နောက်ကနံပါတ်3 ူတယောက်ပါတဲ့ပြည်စည်းတစ်ခုဟိုက6နှစ်ပိုင်းတစ်ပိုင်းအမျက်နဲ့ရောင်းတာအကယ်၍1250ကျပ်ပိုရရမည်ဆိုရင်1900ခန်းလုံးမြတ်ပါမယ်ပြည်စည်းဝယ်ကြီးကိုရှာတော့ခုနဒိုင်းမန့်ချီဝယ်ကြီးကိုတရားကျက်လို့ထားတယ်သူကမြတ်တာက6နှစ်ပိုင်းတစ်ပိုင်းနော်မြတ်တယ်ဘောနော်ဒါကြောင့်မို့ချီတရားကျက်တဲ့6နှစ်ပိုင်းတစ်ပိုင်းကောင်းပေါင်းတဲ့ခါမှာတရား6နှစ်ပိုင်းတစ်ပိုင်းကျက်သူက1500ခန်းလုံးအမျက်မြက်နေရောင်းသေးတော့လည်းဒီရင်သူက টিয়া যাব মাছ কাউ সুকু যা থাকব না টিয়া তো সুকু যা বন এটা তো বুঝিন কু ইয়াং নে বন কু ইয়াং নে লুজি টিয়া তো সুকু যা টিয়া সুনো টিয়া ছাও নবা দবা হু নবা না টিয়া তো সুকু ইয়া টিয়া ছাও গো নু মা সুনি বা ইয়া রাম সুনি সতং যা বন আ সতং যা টিয়া নি নবা দবা টবা গো নু ই সনি চক জামু ঠিক গা সনি নবা দবা ই চক না দবা কু ইয়াং নে সনি নবা দবা ই চক কু ইয়াং নে সনি নবা দবা ই চক ফি রে ওয়ে দিয়া টিয়া চক ဈေးပုံရငွေက1150ကျပ်ဖြစ်မှာဆိုဈေးဘောက်လည်းသိရင်1150ကိုအပေါ်ကစနစ်နှစ်ပိုင်းပိုင်းချင်းနဲ့စားပြရတယ်တရားနဲ့မြောက်ပြီနော်ဒါဆိုစနစ်နှစ်ပိုင်းပိုင်းကတော့ကကိကိယောကိုပိုင်းရခဲ့တဲ့အခါမှာစနစ်နယ်24တိနှစ်ပေါင်း25နော်ကိယောကိယောကိုပိုင်းရခဲ့တဲ့အခါမှာ25 by 2ပေါ့အဲဒါဆို1150ကို25ပိုင်းနှစ်ပိုင်း25ဘာတူနဲ့စားပြရတယ်နော်။ဒီရက်တရားချက်နဲ့မြတ်။အစားကိုကျတော့အမြောက်ပြောင်းမယ်လို့ညကအပေါ်ရောက်သွားပြီးတော့25အယောက်နော်။ညက တိုင်းဝင်ရောက်သွားမယ်25အပိုင်းချီရောက်တယ်เนาะဒါသိရင်25နဲ့1150လို့ကျင်းတဲ့ခါမှာ25တိုင်း25 25 50ကြီးရ1150ဒါသိရင်90နဲ့20နဲ့မြောက်တဲ့ခါမှာ100ရရတယ်100နဲ့100နဲ့မြောက်တဲ့ခါမှာ1000ကျပ်ဒါသိရင်အဲ့ဒီပစ္စည်းရဲ့ဝယ်ဈေးက1000ကျပ်ဖြစ်ပါတယ်နောက်တစ်ခုကနံပါတ်၄နံပါတ်၄ AD တဲ့ကြီး အင်းရတဲ့ပစ္စည်းတစ်ခုကို900ခန်းလို့အမြတ်ပြင်ပြီးဒီစီကိုရောင်းနေပေါ့ဒီဒီရကြတော့စီကို100ခန်းလို့အမြတ်နဲ့ပြန်ရောင်းတယ်စီကအဲ့ဒီပစ္စည်းကိုရောင်းချောင်းရတဲ့ချက်ပြင်ဝယ်တော့တဲ့အေးကြီးဝယ်စီချာသူကအစင်းနေသွားမှာနော်ရမလုံးဒီကျေတို့က AUC ကိုရှင်တယ် AUC ကဆိုတရားကျက်လိုထားတယ်နော်အဲ့ဘီကိုရောင်းလိုက်တဲ့အခါမှာဆို900ကျော်အမြင့်နဲ့ရောင်းတာတရား900ကျော်အမြင့်နဲ့ပြီးရောင်းတဲ့အခါမှာရောင်းနေရမှုဆိုရင်တရား900ကျော် ်ငားရတော့မျက်မျက်ရမယ်ဒါဆိုဒီဝယ်စီကနော်ဒီဝယ်စီနဲ့အိမ်ရောင်လေးနဲ့အညီပါလို့အဲ့ဒီတရားချက်နဲ့ငားချက်ငားချက်နဲ့ပေါ့နော်တရားငားချက်နဲ့ရအောင်နော်တရားငားချက်နဲ့ရလိုက်တယ်နောက်က BSC ကို10ရာခိုင်နှုန်းအမြင့်ပြီးပြရမယ်ပထမဝယ်ထားတာတရားငားချက်ဒီဝယ်စီကတရားချက်ဖြစ်နေစီးဝယ်စီကတရားတစ်စီချက်သူကဒီဝယ်စီကတော့တရားငားချက်နဲ့ဝယ်ထားဖြစ်တယ်လေဝယ်စီလို့ရှိရင်တရားငားကိုတရားနဲ့မြှောက်မယ်ပြီးတော့တရားတစ်စီနဲ့ နာတရားနဲ့စားပြီးတော့တရားစီရင်ရမှာနော်အဲမြတ်တဲ့ခါမှာဒီတော့၃ညနဲ့၃ညနဲ့အရင်ဆုံးခြေပြီးနော်ခြေပြီးတော့အကော30ကိုကျတော့9ကိုပိုင်းဝင်နဲ့ပိုင်းရှိလို့9နဲ့စားပြရတယ်9နဲ့လေး30 9 20နဲ့လေးကတရားတယ်ဒါပြီး27နဲ့ဆက်တယ်လေးက330ကျဲအဲ့ဒါကိုပိုင်းရှိမှရှိတဲ့နည်းနဲ့စားရတဲ့ခါမှာဒီလိုလောက်ရတယ်ဆိုလို့ရှိရင် မနီယာဒီယာမေဘာလို့ကဆက်မပြတ်ဘယ်နဲ့နီယာအဲနှစ်ပိုင်းနီယာ30တပိုင်းချက်ပေါ့စီရဲ့ဝယ်စီဝယ်စီကနှစ်ပိုင်းနီယာ30တပိုင်းချက်ဖြစ်လဲဆိုရှင်နည်းနဲ့အေယူဝယ်စီ100ချက်အတင်းစီဝယ်စီကလည်းယောက်60ချက်ဖြစ်လဲဆိုရင်နည်းအေယူဝယ်စီဘာလို့သိရှင်နည်းကတော့လည်းယောက်60ကို130တပိုင်းနှစ်ပိုင်းနီယာ30တပိုင်းနဲ့စားပြရစားတဲ့အခါမှာတော့အစားအုံပြောင်းတဲ့အခါမှာ130ဘိုင်းချင်မှအရင်ကနေ့ရှိရအခုက ိုင်းဝေမှန်နဲ့33ရှိတယ်။စားဟုရှိလို့ဗျာမြင်နေတဲ့ခါမှာနှစ်ကပိုင်းဝေပေါ်ရောက်ပြီ133ကပိုင်းကြီးကိုရောက်သွားတယ်။နော်။ကျေတာဆိုပြီးရှင်။နောက်ကျင်းလို့ရပါပြီ။မဲပါရင်ကျင်းလို့133တတိယ133 133 20လီယာ2620ဒါတို့ရှိရင်နှစ်နဲ့20နဲ့ညတော့40 40နဲ့100နဲ့ညတော့400ကျော်။အဲလိုအေရွယ်စီက400ကျော်ဖြစ်ပါတယ်။နော် ါကတော့ဒီချိန်ကစလီသမားကြီးကနံပါတ်1 3လေးပဲဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။